မနီကိုင်ချောင်းနဲ့မကျိုးဆိုပါတယ်။အိုကေကျွန်တော်ဒီနေ့မှဆိုရင်စပေါ်တာဂိတ်လေးထဲကနီဒေါ်လာနဲ့ဆန်မြန်မာငွေနဲ့ဆိုရင်စက်တောင်းဒီပါကိုပတ်စံထုတ်ပြပေးသွားမှာဖြစ်ပါတယ်။ခေပေးဝေပေးတူးနဲ့လည်းမြန်မာငွေဘလို့ပြချိလို့ရမလဲဆိုတာလေးကိုပါအသေးစိတ်ထည့်ပြောပေးသွားမှာဖြစ်ပါလေ။ပထမဆုံးဒီ APP လေးကိုရယူမယ်ဆိုရင်ဖုန်းထဲမှာစီးတဲ့ဘူရီလေးတစ်ခုကို US နိုင်ငံမှာထားပြီးတော့ connect လုပ်ပေးထားလိုက်ပါကျွန်တော်ပေးထားတဲ့လေးကနေတစ်ချက်ဝေလိုက်ပြီးဆိုရင်ဒီ Supporter APP လေးကိုကိုလူတို့က install လုပ်ပေးရမှာဖြစ်ပါ တယ်အစတောလုပ်ပေးလိုက်ပြီးဆိုရင်ကျွန်တော်တို့ရဖုံးစက်ွယ်လေးတစ်ခုဒီလိုရောက်စီလာမှာဖြစ်ပါတယ်ရောက်လာပြီးဆိုရင်ဒီကောက်လေးတစ်ခုတစ်ချို့ဝေးလိုက်ပါဒီလိုနေရာလေးကိုရောက်စီလာမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်ပြောပြပေးချင်တာကဒီဂိတ်လေးတွေကိုဘယ်လိုကစားလို့ရောက်မလဲဆိုတာလေးကိုပြောပြပေးပါမယ်စတန်ဆိုတဲ့နေရာလေးကိုတစ်ချို့ဝေးလိုက်ပါဒီနေရာလေးမှာဆိုရင်သူပေးထားတဲ့ဖိုတိုနှစ်ခုမြင်တွေ့ရမှာဖြစ်ပါတယ်ပထမဖိုတိုကဆိုရင်ဒီမှာအဒုတိယဖိုတိုကဆိုရင်ဒီမှာပေါ့နော်ဒီဖိုတိုလေးနှစ်ခုထဲကနေမတူညီတဲ့အရာလေးတွေကိုကျွန်တော်တို့ကရွေးချယ်ပေး ေးရမှာဖြစ်ပါတယ်ပထမဖို့တူတခုမှကိုလူတို့ကြီးလိုက်ပေါ့เนาะဒီမှာဆိုရင်ဒီအဆောက်အဦ ဒီအနီရောင်လေးမြေသွေးရောက်มาဖြစ်ပါတယ်ဒီဖိုတိုမှာဆိုရင်အဆောက်အဦအနီရောင်လေးမစီးဘူးပေါ့เนาะဒါကြောင့်မလို့ကျွန်တော်တို့ကဒီဖိုတိုနဲ့ဒီဖိုတိုနဲ့ဒီနေရာလေးကမတူညီတာမို့လို့ဒီနေရာလေးကိုတစ်ချက်ထောင်းလိုက်มาဖြစ်ပါတယ်ဒီလိုထောင်းလိုက်ပြီဆိုရင်ဒီလိုမှတ်ကန်သွားပြီဆိုရင်ကျွန်တော်တို့ကဒီလိုအဝိုင်းအစိမ်းရောင်လေးကပေါ်လာมาဖြစ်ပါတယ်ဒီဂိတ်လေးကိုပေါ့เนาะကျွန်တော်အစိမ်းဗီဒီယိုမှာလည်းအသေးစိတ်ပြောပြပေးခဲ့ပြီးပြီမို့လို့ဒီဗီဒီယိုလေးထဲမှာကျွန်တော်မပြောပြနေတော့ဘူးပေါ့เนาะဒီလိုကျွန်တော်တို့အမတူညီတဲ့အရာလေးတွေကိုရွေးချယ်ပေးရုံနဲ့ဒီထဲကနေ꽌လေးတွေကိုစုမယ်စုပြီးတော့ ကျွန်တော်တို့ကပတ်စာပြထုတ်လို့ရမှာဖြစ်ပါတယ်ဒီတဲကနေကျွန်တော်ပြထွင်လိုက်မယ်ပေါ့နော် ။ဟုတ်ပြီ။နောက်ထပ်တစ်ခုအနေနဲ့ဒီအောက်ကစပယ်ဆွဲနေရာလေးပါစပယ်ဆွဲနေရာလေးကဆိုရင်ဒီမှာသူပေးထားမှာဖြစ်ပါတယ်။ဒီသူပြဖို့ဆိုရင်ဒီဂိတ်ကိုကျွန်တော်နှစ်ပွဲလောက်ကြီးကစားပေးရမှာဖြစ်ပါတယ်။နှစ်ပွဲပြီးတော့လည်းဒီထက်ကနေစပယ်လေးတွေကိုလဲလို့ရမှာဖြစ်ပါတယ်။နောက်ထပ်တစ်ခုအနေနဲ့ဒီမှာ AD ဂိတ်ဆွဲနေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ။ဒီလိုနှိပ်ပေးလိုက်ပြီးဆိုရင်သူပေးထားတဲ့ဒီမှာဂိတ်လေးတွေကိုကိုလူတို့မြေတွေ့ရမှာဖြစ်ပါတယ်။ဒီဂိတ်လေးတွေကိုကစားပြီးတော့ quai လေးတွေအလွယ်တကူဝယ်ဆောင်လို့ရမှာဖြစ်ပါတယ်။နောက်ထပ်တစ်ခုအနေနဲ့ဒီအောက်ကလူပုံစံလေးကိုတစ်ချက်နှိပ်ပေး လိုက်ပါဒီနေရာလေးမှာဆယ်ကျွန်တော်တို့က avive လေးလုပ်ပြီးတော့လည်း file လေးတွေစောက်ပွေးလို့ရမယ်ပတ်စံလေးတွေစောက်ပွေးလို့ရမှာဖြစ်ပါတယ်ဒီခေတ်ကဆိုရကျွန်တော်တို့ဒီပတ်စံထုတ်တဲ့နေရာကနှစ်နေရာသူပေးထားမှာဖြစ်ပါတယ်ပထမတဲ့နေရာကဆိုရဒီမှာခေတ်လေးတွေကစားပြီးတော့ရရှိလာတဲ့ဒီ file လေးတွေကိုပတ်စံထုတ်တဲ့နေရာဆိုပြီးတော့တခုပေးထားမှာဖြစ်ပါတယ် withdraw ဆိုရနေရာလေးကိုတချင်နှိပ်ပေးလိုက်ပါခေတ်ကစားပြီးရရှိလာတဲ့ဒေါ်လာလေးတွေကို1ဒေါ်လာအနည်းဆုံးစတဲ့ထုတ်ယူလို့ရမှာဖြစ်ပါတယ် ဒီထဲကနေခေပေးဝေပေးတို့နဲ့ပတ်စံထုတ်တဲ့နီလန်းလေးကိုလည်းကျွန်တော်အသေးစိတ်ပြောပြပေးမှာဖြစ်ပါတယ်ပေါ့နော်ပထမဆုံးပေးပန်ကောင်စီတဲ့သူတွေဆိုရင်ဒီထဲကနေ1ဒေါ်လာပြီးသွားတဲ့အခါမှာဆိုရင်1ဒေါ်လာလေးကိုတချင်းနှိမ့်လိုက်ပါဒီအောက်ကချေအောက်ဆိုတဲ့နေရာလေးကိုနှိမ့်ပြီးတော့ကျွန်တော်တို့ပေးပန်ကောင်ဖိတ်ထားတဲ့ Gmail လေးကိုထည့်ပြီးတော့အလွယ်တကူပတ်စံချိန်ထုတ်လို့ရမှာဖြစ်ပါတယ်တကယ်လို့ပေးပန်ကောင်မစီတဲ့သူတွေဆိုရင်အနည်းဆုံး3ဒေါ်လာကနေစတဲ့ထုတ်ယူပေါ့နော်ဒီ ပေးပတ်ကမစီတဲ့သူတွေဆိုရင်3ဒေါ်လာလေးကိုတက်ချေထားပါဒီအောက်ကချေအောက်ဆိုရင်နေရာလေးကိုနှိပ်ပြီးတော့ပေးပတ်ကလောက်အောင်မဖွင့်ရသေးတဲ့ Gmail လေးကိုထည့်ပါတကယ်လို့ဒေါ်လာဝယ်တဲ့သူတွေ တကယ်လို့ဒေါ်လာဝယ်တဲ့သူတွေကပေါ့နော်သူတို့ PayPal အကောင့်နဲ့ထုတ်ပေးမဲ့ဆိုရင်လည်းသူတို့ PayPal အကောင့်ရဲ့ Gmail လေးကိုထည့်ပြီးတော့ဒီနေရာလေးမှာအလွယ်တကူချိန်ထုတ်လို့ရမှာဖြစ်ပါတယ်ဒီထက်ကနေပတ်စံထုတ်ထားတဲ့ဒီမှာပမာဏလေးတကူပြကြည့်မဲ့ဆိုရင်လည်းကျွန်တော်တို့ဒီမှာနောက်ရီပုံစံလေးကိုတစ်ချက်နှိပ်ပြီးတော့ဒီထက်ကနေကျွန်တော်အလွယ်တကူပြကြည့်လို့ရမှာဖြစ်ပါတယ်ဟုတ်ပြီနောက်ထပ်တစ်ခုအနေနဲ့ဒီထက်ကနေ Avive Play လုပ်ပြီးတော့ပတ်စံရတဲ့သူတွေဆိုရင်ဒီအောက်ကလူပုံစံလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ Okay ဒီလိုနှိပ်ပေးလိုက်ပြီးဆိုရင်ဒီနေရာလေးမှာကျွန်တော်တို့ကဒီအပေါ်ကအသေးပုံစံနဲ့ဒီက ာလေးကိုတစ်ချင်နှိပ်ပေးလိုက်ပါနှိပ်ပေးလိုက်ပြီးဆွေဒီမှာလူတဲ့ဆွေနေရာလေးကိုတစ်ချင်နှိပ်ပေးလိုက်ပါဒီနေရာလေးမှာ evite flame လောက်တဲ့သူ့တွေဆွေ2ဒေါ်လာကနေနဲ့ဆုံးစတဲ့ထုတ်ယူလို့ရမှာဖြစ်ပါတယ်ဒီထဲကနေကျွန်တော်တို့ကဒီ paper ကမစီတဲ့သူတွေဆွေရဲ့9ဒေါ်လာကနေနဲ့ဆုံးစတဲ့ပြီးတော့ဒီလေးထုတ်ပေါ်တော့လေးထုတ်ပြီးတော့ paper ကဝယ်တဲ့သူတွေစီမှာတော့ရောင်းလို့ရမှာဖြစ်ပါတယ်သူတို့တွေကပေါ်တော့သူတို့တွေရဲ့ paper ကောင်းနဲ့ဒါရိုက်ချိတ်ထုတ်ပေးမဲ့ဆွေလည်းပဲ paper ကောင်း gmail လေးကိုဒီနေရာလေးမှာထည့်ပြီးတော့လေတကူချိတ်ထုတ်လို့ရမှာဖြစ်ပါတယ်ကျွန်တော်ကဆွေဒီမှာ 5ဒေါ်လာ20မြန်မာငွေနဲ့ဆိုရင်စေတောင်းဒီဘက်ကိုဒီထက်ကနေပတ်စာထုတ်ပြပေးမှာဖြစ်ပါတယ်ဒီထက်ကနေပတ်စာထုတ်မဲ့ဆိုရင်အပေါ်မှာကျွန်တော်တို့ရရှိလာမဲ့ဒေါ်လာပမာဏလေးကဒီအောက်ကငွေထုတ်မဲ့ပမာဏလေးနဲ့ကျွန်တော်တို့အတူညီဖို့တော့လိုမှာဖြစ်ပါတယ်ဒီလိုတူညီပြီဆိုရင်ဒီအောက်ကချဲအောင်နောက်ဆွေနေရာလေးကိုတစ်ချင်းနှိပ်ပေးလိုက်ပါကျွန်တော်တို့ရဲ့ပေးပတ်ကဖိတ်ထားတဲ့ Gmail လေးကိုဒီနေရာလေးမှာထည့်ပေးရမှာဖြစ်ပါတယ်မကန်ပြီဆိုရင်ဒီအောက်ကချဲအောင်နောက်ဆွေနေရာလေးကိုတစ်ချင်းနှိပ်ပေးလိုက်ပါဒီနေရာလေးမှာထပ်မံဆက်စစ်ပေးရမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့ရဲ့ဒီပေးပတ်ကဖိတ် ားတဲ့ Gmail မှတ်မှတ်မှတ်ဒီ Charlie ဆက်စေးပေးပါ Maccabi ဆိုရင်ဒီ Aga Coffee ဆိုရင်နေရာလေးကိုတက်ချစ်နှိပ်ပေးလိုက်ပါ Okay ဒီလိုနှိပ်ပေးလိုက်ပြီဆိုရင်ဒီမှာ Coffee ဆိုရင်နေရာလေးကိုထပ်မတက်ချစ်နှိပ်ပေးလိုက်ပါကျွန်တော်တို့ရထုတ်ယူထားတဲ့ပမာဏလေးဒီကိုသူကဒီမှာပြပေးထားမှာဖြစ်ပါလေဒီအမဆွေထုတ်ယူထားတဲ့ပမာဏလေးပဲဖြစ်ပါလေဒီအမဆွေ Under Review အနေနဲ့သူကဆက်စေးပေးနေပြီပဲဖြစ်ပါလေ82နှစ်ရအသိမှာကျွန်တော်တို့ရ Paper account လေးထပ်ကိုပတ်ဆက်ဝေလာကြကို note လေးကြောက်လာပြီးတော့ပေါ့နော် Gmail လေးထပ်မှာလေဝေကြည့်လို့ရလို့ Paper account လေးထပ်မှာလေဝေကြည့်လို့ ရမှာဖြစ်ပါတယ်โอเคဒီမှာကျွန်တော်တို့ထုတ်ယူထားတဲ့ဒေါ်လာ20ကဆိုရင်ကျွန်တော်တို့ရဲ့အကောင့်လေးထဲကိုဆက်ဆက်ဘူးလေးဆိုပြီးတော့ပြနေပဲဖြစ်ပါတယ်။ node ဒီမှာလည်းကျွန်တော်တို့ရဲ့အကောင့်လေးထဲကိုပတ်စာဝေလာချက်ကိုဒီမှာ20ဒေါ်လာဆိုပြီးတော့ပြပေးနေပဲဖြစ်ပါတယ်။လောဝတရားရခိုင်တော့ပေးတဲ့ supporter app လေးကိုကိုလူတို့အနေနဲ့ download ဆွဲပြီးတော့ကစားလိုက်ဖို့ကျွန်တော်အကြံပေးခြင်းပါတယ်။